ဆယ်သိန်းကျော်ဝန်းကျင်မှာလက်ရှိဝယ်လို့အကောင်းဆုံးဖြစ်နေတဲ့ဒါ China version ဖုန်းတွေထဲကအော်ရောင်တာဦးစားပေးထားတဲ့ဖုန်းလေးလုံးအကြောင်းပြပြပေးမယ်။ဆိုတော့တည့်ရတိုင်းပဲသတင်းကျော်ကလည်းရောက်ခေါက်မယ်ဆိုတော့ကိုကလက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကိုတိုင်းသုံးချင်တာပဲဖြစ်ဖြစ်ဖုန်းလည်းချင်တာပဲဖြစ်ဖြစ်ဘတ်ဂျက်ကိုလည်းဆယ်သိန်းလောက်ချိန်ထားတယ်ဆိုတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကတော်တော်လေးကိုမှရွေးရလွယ်ပါလိမ့်မယ်။ဆိုတော့ကျွန်တော်တို့တွေဘယ်ဖုန်းတွေဖြစ်မလဲဘယ်သူတွေကဘယ်ဖုန်းတွေကိုဝယ်တယ်လဲဆိုတာလေးဆက်ပြောကြရအောင်ပါ။ ဆယ်သိန်းကျော်ဝန်းကျင်မှာအော်ရောင်းနာဦးစားပေးထားတဲ့ China version ဖုန်းတွေဆိုတာကဒါမပြောရရင်တော့မျက်စိတွေတန်းပြီးမြင်သွားလိမ့်မယ်။အဲ့ဒါကဘာလဲဆိုရင်ပထမဆုံးသလုံးကတော့ Redmi ရဲ့ Note 14 Pro အဲ့ဒီရဲ့အတိုင်းပဲ Note series ကြီးကလက်ရှိဆယ်သိန်းကျော်ဝန်းကျင်မှာမရွေးမဖြစ်ဒါကိုကအော်ရောင်းနာကောင်းတဲ့ဖုန်းအော်ရောင်းနာဦးစားပေးတဲ့ဖုန်းတွေဝယ်မယ်ဆိုရင်ထည့်ဖို့ရွေးရမယ်ကောင်းပြီ။ဆိုတော့ဒီ Note 14 Pro ကလည်းလက်ရှိဆယ်သိန်းဝန်းကျင်ဖုန်းတွေထဲမှာတော်တော်လေးကောင်းတယ်ကောင်။အထွက်ထားတာမကြသေးရဲ့ Note 15 Pro ထက်တောင်မှ လူကြိုက်ရင်နဲ့ပို့ပြီးတော့များနေသေးတယ်။အဓိကဒီကောင်းရဲ့အားသာချက်ကကြတော့ display ရဲ့ big quality ရဲ့ design ရဲ့ဒီသုံးချက်ကဒီကောင်းမှာတော်တော်လေးကိုအားသာတယ်။ display ဆိုလို့ရှိရင်6.77 inch OLED panel ဝင်တဲ့ hex နဲ့ပဲပြောဒီကောင်းကတစ်ခုမှိုက်တာ curve display curve display ဖြစ်တဲ့အတွက်မှန်ကဟိုဘက်ဒီဘက်နှစ်ဖက်လုံးခုံးနာတာလက်ထက်မှာကန်ရတာကြည်ရတာပို့ပြီးတော့ premium ဆန်တဲ့ look ကိုရတယ်။ ပဲကောင်ရဲ့ big quality နဲ့ design မှန်အခုံးဖုန်းနေရဲ့ထုံးစံတိုင်းပဲလက်ထဲမှာကန်ရတာအရန် premium စံနဲ့တမဟန်ဂရစ်ကောင်းတယ်ဆိုတဲ့ feeling မျိုးရတယ်လို့အဲလုံးဝလက်ထဲမှာတကယ်ဒီဖုန်းကိုကန်ထားရတာဒီဈေးပေးထားတာဒီဖုန်းကမိုက်ပါလားဆိုတဲ့ feeling မျိုးကိုလည်းပေးနိုင်တယ်ဆိုတော့ note 14 pro ကတော့ဒါ ဒီကောင်းရဲ့ display ဘိုင်းနေ big quality ဘိုင်းနေ design ဘိုင်းနေကလက်ရှိ7သိန်းဝန်းကျင်မှာထွက်ထားတာမကြသေးရဲ့ Note 15 Pro တောင်ပို့ပြီးတော့မိုက်သေးရလို့ပြောလို့ရတယ်။ဆိုတော့ကိုက7သိန်းလောက်ပဲသုံးကျင်တယ်ဒီဝန်းကျင်မှာပဲဖုန်းကောင်းတစ်လုံး Honor ကောင်းတဲ့ဖုန်းလိုချင်ရင်တော့ Note 14 Pro မပြတ်မနေထည့်ပြီးတော့စဉ်းစားအောင် โอเคကိုကဒီလိုမျိုးမှန်ခုံးဖုံးမကြိုက်ဘူးဈေးကလည်းဒီလောက်ဝင်ခြင်းမတိမ်းမင်းတော့ပဲတုံးကျင်တယ်ဆိုရင်တော့ထွက်ထားရမကြမ်းသေးရဲ့ Note 15 Pro ကိုရွှေ့လို့ရတယ်အဓိကက Note 15 Pro မှာအားသာဝါတာကကြတော့ဒီကောင်က flat display ဖြစ်သွားတာလေဘက်ထရီတော်တော်လေးကိတ်သွားတယ်ဒါကဒီကောင်ရဲ့အားသာချက်လို့ပြောလို့ရတယ်အဲဆိုတော့ကျွန်တော်တို့တစ်ခါကြေးကြရင်သိရမှာတချို့တွေကြတော့မှန်ခုံးတွေကိုမကြိုက်ကြဘူးမှန်ကတ်တွေရှားလို့ဒါမှမဟုတ်ဟိုမှန်ခုံးဆိုရင် ွဲမာတို့တမနုမာအဲ့လိုမျိုးစိုးရိမ်ပြီးတော့မှန်အခုံးဖုံးကိုမကြိုက်တဲ့သူတွေရှိတယ်။ဒီလိုလူမျိုးတွေအတွက် Redmi ရဲ့ Note 15 Pro ကဒါတကယ်ကောင်းတဲ့ရွေးချယ်မှုလို့ပြောလို့ရတယ်။ flat display ဖြစ်သွားတယ်ဒါပေမဲ့6.83 inch OLED panel 120Hz နဲ့ဆိုတော့ display size ကလည်းပိုပြီးတော့ကြီးသွားတယ်ပါဇယ်လေးကြီးလည်းနည်းနည်းလေးပိုပြီးတော့ပါသွားတယ် သို့တော့ဒါ flat display တော့ဖြတ်သွားမှာဒါလည်းခုနကပြောခဲ့တဲ့ flat display ကျန်တဲ့သူတွေအတွက်တော့ကွက်တီပဲပြ performance နေကင်မရာဘိုင်းနေတခြားအပိုင်းတွေတော်တော်များများက note 14 pro နဲ့အရင်ကြီးကွာခြားမနေဘူးနည်းနည်းလေးပို့ပြီးတော့ကောင်းသွားတာပဲရှိရတက်သေးလေးပါတက်သေးလေးပါ specification ကတက်သေးလေးပဲကွာသွားတာဥပမာကျွန်တော်တို့ဒါ dimensity ခွန်းတော့400 ultra ဖြတ်သွားတာမျိုးတွေအဲဒါမျိုးလောက်ပဲအဲ နောက်ထပ်တကယ်ပြောင်းလဲသွားတာကကြတော့ဘက်ထရီပိုင်းဘက်ထရီမှာဆိုရင်ဒီကောင်က Quantum Mesh ဘက်ထရီကို45ပဲဖတ်ချခြင်းဖြစ်သွားတယ်။ဒါကဘက်ထရီကြီးကြီးလိုချင်တဲ့ဆိုရဲသူတွေကလည်းတော်တော်လေးကိုအဆင်ပြေရနေထားမှရှိတယ်။ကိုကဒီ7သိန်းဝန်းကျင်မှာ Note 14 Pro Line တွေတော့ကြိုက်နေတယ်။ဒါပေမဲ့မှန်ကုန်းတော့မတုံးချင်ဘူး။ဒါပေမဲ့ဒီ Note series ကိုပဲသဘောတတော်ကြာနေရဆိုရဲသူတွေကတော့ဒါဘက်ထရီကြီးကြီးမှန် Flat Display လေးနဲ့တော်တော်လေးရွေးလို့ကောင်းတဲ့ဒါ Note 15 Pro ကတော့အကြိုက်တွေမှာကျင်းသေးတယ်။ နောက်ထပ်တစ်လုံးကကြတော့ Redmi ရဲ့ Note 14 Pro Plus ဒါကတော့ကိုကငွေကိုပို့ပြီးတော့သုံးကျင်တယ်တမန် Redmi ရဲ့ Note CV line ရဲ့ဒီထဲမှာဆိုရင်ပို့ပြီး Premium Center မျိုးလိုချင်တယ်ဆိုရတဲ့သူတွေတော့ဒီ Note 14 Pro Plus ကိုတန်ပြီးတွေ့လို့ရတယ်အဓိကဒီကောင်းမှာအားတာတာကကြတော့ဒီမှန်ကုန်းဖြစ်တာတွေ Base Quality ကောင်းတာတွေအပြင်ကိုမှဒီကောင်းတွေကဒါ Pro Plus line ရဲ့ဒီအားတာချက်ပေါ့နော် Snapdragon SoC ဖြစ်သွားတာမျိုးတွေ Telephoto lens တွေပါလာတာမျိုးတွေဒါမျိုးလေးအားတာပါတယ် ဒီ note 14 pro ကလည်းလက်ရှိဖြစ်ပျက်နေတဲ့အနေအထားအရဆိုလို့ရှိရင် ဈေးနှုန်းရရောဒါသူရဲ့ဒီဇိုင်းပိုင်းပါညာအရရောဒါ Note 15 Pro Plus တက်ဆိုလို့ရှင်တချို့တွေနည်းနည်းပို့ပြီးကြိုက်တာမျိုးတွေရှိတယ်အပြည့်ကောင်ဈေးကလည်းနည်းနည်းလေးပို့ပြီးတော့တက်တာတယ်ပြီးတော့ဒီကောင်မှာတုံးမိထားတဲ့ display ပိုင်း7.67 inch ရှိတဲ့ OLED panel ပဲတုံးမိထားတယ် Note 14 Pro နဲ့ဘာမှသိပ်ပြီးတော့မကွာချအောင်မှန်အခုံဖုန်းနေပြီပဲမှန်အခုံဖုန်းဖြစ်တဲ့အတွက်ထုံးစံတိုင်းမှာကျွန်တော် premium ဆန်တဲ့လွတ်တွေပါတယ် hand grip တွေကိုရတယ် hand feeling ကောင်းတယ်လို့ပြောလို့ရတဲ့အနေထားမှာရှိတယ်အဲသဘောကျစရာကတော့ဒီကောင်မှာ telephoto lens ပါပါလား50 megapixel main camera တစ်လုံးရဲ့50 megapixel telephoto တစ်လုံးရဲ့8 megapixel ်အထားပိုင်းတလုံးရယ်ထည့်ပေးထားတယ်။တယ်လီဖိုတိုလည်းပါပါတယ်ဆိုတော့ကျွန်တော် portrait တဲ့ခါတွေကျွန်တော်ဒီ zoom ဆွဲတဲ့ခါတွေမှာ optical zoom လေးရရဲဆိုတော့တော်တော်လေး okay တယ်။နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ battery ဒီကောင်း battery ပို့ပြီးတော့ကိတ်လာတယ်။6200 mAh battery ဖြစ်သွားတယ်။ charging watt ဆိုလို့ရှိရင်လည်း 90W fast charging ဖြစ်သွားတယ်။ပြောရရင်ဒီ Note 14 Pro Plus ကကိုက budget ပို့သုံးညနေဆိုတဲ့သူတွေအတွက် ကတော့တော်တော်လေးကိုမှအဆင်ပြေတဲ့အနေထားလို့ပြောလို့ရတယ်။ဒီကောင်းရဲ့ design တွေ big quality တွေ camera တွေအဲတမ charging watt တွေရ လုံးဝကိုသူ့စီတန်းဝင်ချင်မှဒါတင်စားပြောရရင်ပိုင်ဖက်ကင်းလို့တောင်ပြောလို့ရမယ်နဲ့တူတယ်အဲဒါမျိုးလေးတွေရှိကြပါဘောနော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုကတော့ဒါဘတ်ဂျက်ပို့တော့မယ်ဆိုတဲ့သူတွေတော့ကတော့ Note 14 Pro Plus လေးကို recommend ပေးတယ်โอเคကိုက Redmi ရဲ့ Note 14 Pro ရော Pro Plus တွေရော Redmi Note 15 Pro ကမကြိုက်တော့ဘူးသူဆန်ကလည်းပို့ပြီးတော့ဘတ်ဂျက်ကိုတုံးမှုမှန်းနာရယ်ဆိုရင်တော့ရွေးချယ်တဲ့အနေနဲ့တော့ Redmi ရဲ့ Note 15 Pro Plus ကိုရွေးချယ်တာအကောင်းဆုံးပဲ။လက်ရှိမှာဈေးအများဆုံးလည်းဖြစ်တယ်လို့ performance နေကျွန်တော် display ဘိုင်းနေရလဲအဲသူ့စီတန်းဝင်ကျယ်မှာအကောင်းဆုံးလို့ပြောလို့ရတယ်။ဘာတွေကောင်းလဲလို့ဘာတွေကအကောင်းဆုံးလဲလို့မေးမယ်ဆိုရင်တော့ဒါ Redmi line up မှာဒီ Redmi ရဲ့နှုတ်စည်းလိုင်း up မှာပထမဦးဆုံးတုံးလာပြီးတဲ့ဒါ quad cup display တွေတင်မှာပြော Snapdragon 7S Gen 4တွေပြီးရင် telephoto lens တွေပြီးရင် battery ခွဲထောင် MA battery အကိတ်အကြီးပြီးတော့ design လှလှလေးဒါမျိုးတွေကအစား ဒါသူ့သေတန်းဝင်ကြမှာလက်ရှိတော်တော်လေးမိုက်တယ်လို့ပြောလို့ရတဲ့အကောင်းမျိုးပြတကောင်က Note 14 Pro 14 Pro Plus 15 Pro ထက်တကယ်ကြည့်မယ်ဆိုရင်တော့တော်တော်လေးတော့ပိုလှတယ်ဒါပေမဲ့ဒါတစ်ခုရှိရာလူတကူအကြိုက်တမျိုးဖြစ်တဲ့အတွက်အကြိုက်တွေတော့တူမှာတော့မဟုတ်ဘူး။တချို့ကတော့ဒါ Note 15 Pro Plus ရဲ့ design ကိုကြိုက်တယ်ဆိုပေမဲ့တချို့ကလည်း Note 14 Pro Plus design ကိုကြိုက်ကြလိမ့်မယ်။ဒါကတော့ကိုယ့်ရဲ့သုံးတဲ့ပုံမူတည်ရဲ့ဒါကိုယ့်ရဲ့ user ပုံမူတည်ရဲ့ကိုယ့်ရဲ့သဘောထားပေါ့နော်။ကိုယ်ကြိုက်တဲ့ပုံမူတည်တာပေါ့။ကျွန်တော်ကျွန်တော်လည်းအကြိုက်ကတိတ်တူတာမဟုတ်တာဟုတ်တယ်မလား။ ်အသာထားပါဆိုတော့ဆက်ပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ဒီ6.83 inch OLED ပတ်နဲ့ဒါကမှခွက်ကပ် display လုပ်ပေးထားတာလေဘေးဘက်အကုန်လုံးကခုံးပြီးတော့ကြည့်ရတာအရန်ကမှဒါ premium look ရတဲ့အပြင်ကမှဒီ display က6.83ဆိုတော့အကြီးပဲအဲအကြီးကမှဘောင်ကလည်းပပလေးဘလောက်တောင်ရတာရှိလဲဆိုတာစဉ်းစားကြည့်လိုက်တော့ဒါပြောနေရပါရှိတယ်နော်လက်တွေ့ကြည့်ကြည့်လိုက်တကယ်ကမှ အဲ့ကောင်ရဲ့ display ကကြည့်လို့တော်တော်လေးကိုကောင်းတယ်ဒါကတိုက်တဲ့သူပေါ့မူတရားပေါ့တချို့ကမှန်အခုံးကိုခုံးနေမှာတိုက်တဲ့သူရတသက်ရှိတယ်အဲသူဟာနဲ့သူတော့ကွာချသွားတာပေါ့ပြ performance နေပါရေဆိုလို့ Snapdragon 7S Gen 4ဖြစ်သွားမယ် Note 14 Pro Plus ရဲ့ performance နဲ့အရင်ကြီးမကွာဘူးဆိုပေမဲ့လည်းနောက်ဆုံးထပ်ဖြစ်တဲ့အတွက်နောက်ဆုံးထပ်က performance တိတိလေးပိုပြီးတော့ကောင်းနေရမျိုးပေါ့ဒါမျိုးလေး camera ပါရောတော့အရင်ကြီးမကွာဘူးနောက်ထပ်ကွာသွားတာကတော့ဒါ battery ပိုင်း battery ကတော့ထုံးတယ်မှာ8000 mAh ကိုမှ90ဝက်ဖြစ်သွားတယ်ဆိုတော့ battery ရတကယ်အကိတ်ကြီးဖြစ်သွားမယ်ဆိုတော့ကိုက ဘတ်ဂျက်တွေပဲအသိမကြည့်တော့ note series ရဲ့အမိုက်ဆုံး model အကောင်းဆုံးဟာကိုယူမယ်ဆိုတဲ့သူတွေကတော့ဘာမှတန်းပြောစရာမလိုဘူး note 15 pro plus ကိုတန်းမိတာရွေးချလိုက်တာအကောင်းဆုံးဖြစ်ရှင်နေလိုက်မယ်သူတည်တဲ့ဝင်ချက်မှာပြန်သူတော်တော်လေးအဆင်ပြေတဲ့ကောင်းလို့ပြောလို့ရတယ်ပေါ့ဒါကတော့၁၀သိန်းကျော်ဝင်ချက်မှာ all round တာဦးစားပေးပြီးတော့တုံးကျင်နေဆိုတဲ့သူတွေအတွက်ပြီးတော့လူကြီးတွေကိုအဲ့လိုမျိုးဖုန်းလေးလက်ဆောင်ပေးကျင်နေဆိုတဲ့သူတွေအတွက်ကိုယ်တိုင်လည်းတုံးလို့ကောင်းတယ် က်ဆောင်ပင်းနဲ့ပြနေပန်းလှရဲဆိုတော့ဒါရက်မီရဲ့နှုတ်စည်းပြီးတဲ့ကလက်ရှိအကောင်းဆုံးဖုန်းလေးလုံးကြောင်းပြပြပြလာဆိုတော့ကိုလူလို့ဆိုရင်ရောဒါ Note 14 Pro 14 Pro Plus 15 Pro 15 Pro Plus မှာဒီလေးလုံးမှာဘယ်ကောင်ကိုပို့ပြီးတော့သဘောကျတယ်ပြီးတော့ဘာချက်ချောက်မို့လို့အဲ့မော်ဒယ်ကိုသဘောကျတယ်အောက်ကကွန်မန့်မှာဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အတမင်ကြော်ပြီပါ Yangon Mobile Store.